ဆရာကြီးရအောင်မောင်မောင်ရေးသားတဲ့ထောင့်တသက်အတွေ့အကြုံအပိုင်းနှင့်ထောင်မှုဖြစ်ရန်80ရှစ်ရတာလို့တော့တည်ဤစာရန်မှာမောင်မောင်ဤဂရင်ကောင်းရင်ရှိတစ်သားခပန်းတွင် မြေပြင်ဖြစ်ရေးသားထားသော စာရန်ဖြစ်သည်တကယ်တော့ကျောင်းသားဘုရားခရဲကတရေတီလာခဲ့တာကစာရေးလူသည်အာဒီတဝင်ဖြစ်သည်ကျောင်းသားဘုရားကကျောင်းသားနိုင်ငံကစာဆောင်တို့နှစ်လေစာဆောင်တို့မှာကလောင်သွေးခဲ့ဘူးသည် မောင်မောင်တို့တက်ရသောထောင်မှုတင်တန်းမှာစစ်ပစ်ခေဒုတိယအကြိမ်ဖွင့်လှစ်သည့်ထောင်မှုတင်တန်းဖြစ်၏ပထမအကြိမ်ဖွင့်လှစ်သည့်ထောင်မှုတင်တန်းမှာအင်းစိန်ထောင်ကိုအဖြတ်သမားများဝင်ရောက်စီးနှင်းစဉ်ကစင်ကလျားဖြစ်ပြီးတင်တန်းတဝက်နှင့်ပြီးဆုံးသွားသည်တည်ခဲ့ရသည်တင်တန်းသားများမှာတိတ်မများလာသဖြင့် ထောင်ဝင်ဝရှိအားလက်နေသောဒုတိယထောင်ပိုင်နေအိမ်တွင်နေရရသည်တင်တန်းခန်းမှာထောင်ရှိ၌ ထောင်မှုတင်နန်းရှိနေ၍ခိတပိတ်ထားရသောထောင်ချက်တင်နန်းခန်းမှတိတ်ပြီးကျယ်ဝန်းလာသည်တော့မဟုတ်ပေတင်နန်းတွင်ကျောင်းအောင်ဆရာကြီးမစ္စတာအေဂရီရှနာကပင် အင်္ဂလိပ်ဘာသာဖြင့်ရေးသားထားသောအကျဉ်ထောင်လက်ဆွဲဥပဒေအပိုင်း1နှင့်2တို့ကိုအဓိကထား၍တင်ကြားပြသသည်ဆရာကြီးသည်အကျဉ်ထောင်လက်ဆွဲဥပဒေကိုအရေးကြိုတောက်ထားသလားထင်ရလောက်အောင်ပိုင်နိုင်လာသည်ထိမိလာသည်ဥပဒေအပိုင်းနှင့် စာသားအတော်များများကိုအလှနှီးပါရသည်အကျဉ်းထောင်လက်ဆွဲဥပဒေမှာအခြားဌာနများအတွက်ရည်သားထားသောလက်ဆွဲဥပဒေများကဲ့သို့ပင်ရေပတ်မဝင်အောင် တောင်းဆုံလာသည် အကွက်စီလာသည်ဘယ်နေရာကလေးဖြင့်ကြံ့ရင်တည်းရဲ့လို့ထောက်ပြစရာတကွက်တလီများမရှိအကျဉ်းထောင်အုပ်ချုပ်ရေးအကျဉ်းသားအုပ်ချုပ်ရေးစီကံထိန်းသိမ်းရေးမှအစအကျဉ်းသားများအဟာရပြည့်ဝစွာစားသုံးရေးအတွက်အချိုးကျရိခာမယ်များကိုအလေထား၍စိုက်ပျိုးရေး ငွေမြူရေလုပ်ငန်းများကိုပါယာစီအလိုက်စနစ်တကျစိုက်ပျိုးရေးအဆုံအတိအကျဖော်ပြထားသည်ကျိန်တန်ပေးလျင်ဘယ်ပုံကြရမည်အတိအကျပါသည်ကျိုးသမားတယောက်ကိုနောက်ဆုံးအစ်စ်ကျိုးစဉ်တင်သည့်အခါအချင်းတလက်မရှိမနီလာပိုက်ကျိုးကိုဘယ်ပုံဘယ်နည်းဆွဲဆန့်ရမည်ကျိုးသမား၏အရက်အမြင့်ဘလောက်ရှိသလဲကိုအလေးချိန်ဘလောက်ရှိသလဲလေပင်ပက်လဲဘယ်နှလက်မှလဲမူသည်တွက်ကိန်းနဲ့တွက်ချလိုက်ရင် ကျိုးသမားလေပင်ကွင်းမှကျိုးစဉ်တန်းအထိ ကျိုးရှိဘလောက်ထားရမလဲဖော်မြူလာရချက်ချင်းထွက်လာမည်ထောင်ဥပဒေစာအုပ်ကြီးကိုလိုက်တင်နေရဒီမှာတကယ်တော့ပြင်းစရာအကောင်းလားသို့သောဆရာကြီးမှလုတ်သက်ရင်ထောင်ပိုင်းကြီးတူဖြစ်သည်ဖြစ်ထောင်အတွေ့အကြုံကလေးများကိုဥပဒေနဲ့ကိုကာပြီးပြောတော့အခါတွင်အချင်းပြေကြရပြန်သည်တကယ်တော့တင်နှန်းဆိုဒီမှာသဘောတရားများသာဖြစ်၍လက်တွေ့တွင်မူလုပ်ငန်းခွင်ရောက်မှမုံဆိုးစိုက်တင်ဆိုကဲ့သို့အလုတ်ကပြန်တင်သွားရမှာဖြစ်ပါလေ နိုင်ငံခြားအချင်းထောင်များအကြောင်းကိုနိုင်ငံခြားမှာပြန်လာသူထိုစဉ်ကအထူးအရာရှိဥပဒေကပို့ချပြီးစိတ်ဝင်စားဝယ်ရာစုံတောင်းမှုကင်းများအကြောင်းကိုစုံတောင်းမင်းကြီးဥလာဘော်ကဓာရုဝေဒပစ္စည်းများနဲ့တကွစာရွေရောလက်တွေပါတင်ကြားပို့ချသွားသည်စီရေးပြသင်တန်းမှုဥမောင်မောင်ဥမှထောင်မှုဖြစ်၏တော်လန်၏ရဲဘော်ဟောင်းဖြစ်၍နောက်ပိုင်းဘိုတင်နှံတက်ပြီးပထမရသဖြင့်ဘိုကြီးအဆင့်သို့ဓာတ်ရိုက်တိုးမြင့်ခံရသည်တင်နှံစသည့်နေ့ နက်နက်9နာရီထ၍အင်းစိန်ဆောင်ကြီးအပြင်ဘက်မှနှစ်ပတ်အပြေးခိုင်းပြန်သည်ညနေဘက်တွင်တယောက်ထွက်ပြေးသွားသည် နောက်တနေ့ဆက်အပြေးခိုင်းပြန်သည်နှစ်ယောက်ထွက်ပြေးသွားပြန်၏အင်းစိန်ဆောင်ကြီးတပတ်ဆိုစီမှာနည်းနည်းနော်တော့မဟုတ်ပေတမိုင်လောက်တော့အตาလေးရှိသည်နောက်ပိုင်းတော့နှစ်ပတ်အပြေးမခိုင်းတော့ပဲတပတ်သာပြေးရတော့သည်တင်နန်းကာလအတွင်းရေစရာကလေးတွေလည်းတွေ့ရသည်မှတ်လောက်တားလောက်အဖြစ်ကလေးတွေလည်းကြုံရသည် မကြမီတက်ပြည့်ပြင်းစင်သွားတော်မူထောင်ပိုင်ကြီးဥကျော်စံသူကရင်ဘေးရှိဇပွဲပေါ်တွင်အမျိုးသမီးတပ်ပုံတပုံစင်ကလေးနှင့်ထောင်ထားသည်တော်တော်ချောသည်လှသည်ကိုလုံးကိုပေါအချိုးကြသည်သူကိုမေးကြည့်ကြတော့သူနှမပါတဲ့နှမဆိုတော့ခေါ်ကြပြီပေါ့ရောက်ဖာရောက်ဖာအကိုစသည်အဖြစ်သို့တော်မကြလိုက်ပါဘင်းတလားကန်အကြတွင် သူနှမဆိုသူတင်နှန်းသူဆိုက်ဆိုင်ရံရံရောက်လာသည်ကိုဝင်ကလေးမပေါ့တော့ပေါ့ အဲ့ဒီကြမှာဥကြောဆံဥကဖွင့်ပြောသည်သူမိမတဲ့ကဲကောင်းကြရောယောက်ဖခေါ်ထားတဲ့သူတွေမျက်နာပူကြရပြီပေါ့ဥကြောဆံဥကမုံရသာတို့ပါလျက်ကြောဆံဥဟူ၍ရခိုင်အမည်ဆန်းဆန်းမှဲ့ထားသဖြင့်သူကိုအခြားရခိုင်အမျိုးသားများနဲ့꿰ပြစေရန်ဗမာကြောဆံဥဟူခေါ်ကြသည်သူခမဒီနာမီကြောင့်လဲဒုက္ခရောက်ခဲ့မှု၏အကျဉ်းသာဥစည်းဌာနညွန်ကြားရေးမှုများတယောက်ပြီးတယောက်ကြောင်းလဲခဲ့ရာတွင်ညွန်ကြားရေးမှုအစ်တစ်တယောက်လက်ထံမှာ အေးတန်တွဲမှာထောင်ပိုင်လိုနေရင်ဥကြုံစံဥပုတ်လိုက်ပေါ့သူရခိုင်မဲတို့နဲ့ဗမာကြုံစံဥတယောက်တန်တွဲထောင်ရောက်သွားခဲ့ရသည်သူကလည်းကွင်းကြီးကြိုက်တောင်ကြီးပို့ဆိုတဲ့ကဲ့သို့ငပလီသွားကျင်တာနဲ့အတော်ပဲဖြစ်သွားဟန်သူပါသည်ပင်စင်ယူကနီးမှရခိုင်မဟုတ်ကြောင်းမနေ့ကြီးရှင်းပြကပြီမှသူပြန်ပြောင်းခွင့်ရရင်ကြိုးစားခဲ့ရသည်နောက်တစ်ယောက်ကတော့ရခိုင်မျိုးသားကိုစောဖေလူကခက်ပွေပွေခုတော့အကျဉ်းဌာနတော့မရှိတော့ဘူး တန်နန်းစပြီး၁၄၅ရက်အကြာသူကရင်ဘေးရှိအပေါင်းသင်းတို့အားတငယ်ချင်းတို့ပင်မင်းပေးစရာရှိရင်ပေးလိုက်ကြလမ်းကြုံနေအချို့ကပေးလိုက်ကြအချို့ကအားနာတယ်မပေးလိုက်ကြ၃ရက်အကြာအပြင်ထွက်ခါနီးကဲကဲပင်မင်းယူမဲ့သူတွေပတ်စံပေးကြဟေးနောက်ထပ်ပေးစရာရှိရင်ထပ်ပေးလိုက်ကြရခင်လူကြုံပါထားတဲ့သူကပတ်စံထုတ်ပေးလိုက်ကြတယ်။တစတစရင်းနှီးလာကြပြီဖြစ်၍ နောက်ထပ်အထည်ဟောင်းပေးသူများလည်းပေးလိုက်ကြသည်အပြန်ကြတော့မိဟူတိုက်ပြီးအဝတ်များကိုပွေပိုက်လိုက်သည်ဒီလိုနဲ့ကြာလာတော့အသွားပြန်တည်နေရသည်ကိုအာနာလာတော့တငယ်ချင်းများကပေးပြကုစိုးဖေးခမရအသွားပြန်တည်နေရပြန်မှတ်ပါလေကျွန်တော်တို့လည်းလိုက်ပြီးတဲကူပါမယ်ကုစိုးဖေးကအကြောက်ကန်ညင်းသည်ဟာနေပါစီနေပါစီကျွန်တော်ကလမ်းကြုံလို့အများကျိုးတည်ဖို့ပြေးနေရပါအထယ်များရခါဆိုင်ကခြာတိတ်ကလေးခေါ်လိုက်လည်းရပါတယ် မှန်သည်နောက်တစ်ချိန်အထယ်များတဲ့အခါပင်မင်းဆိုင်ကစင်နှစ်အရွယ်ကရှိကလာကလေးကုဆိုဖီနောက်မှအဝိထုပ်ပိုက်ပြီးပါလာတတ်သည်တစတစနဲ့ကုဆိုဖီတယောက်ပင်မင်းပေးသည့်အလုပ်ကိုဒီလောက်ကြီးစိတ်လိုလက်ရလုံနေရသည်ဟုကြံတင်နန်းသားများကမတင်ကဖြစ်လာကြသည်မတိမသားနောက်ရောက်ခံ၍လိုက်ချောင်းကြသောအခါတွင်အော်လက်စာတတ်တော့ကိုရောကျော်ကပင်မင်းဆိုင်မှကလာကြီးသမီးမိကောက်ပေါက်ကလေးမနဲ့ ြည်လည်နေသည်ကိုပြည်လည်လိုက်သမကိုစောဖီပြီးသမျပင်တယ်များအတွက်ကောင်မလေးကတပြားတစ်ချက်မှမယူအကုံအလကားတိုက်ပေးသည်တငယ်ချင်းတွေပြီးသမျပင်မင်းကတွေကိုကိုစောဖီအကုံသိမ့်ပြည်လည်လိုက်သည်ဖြစ်ချင်းဒီကိစ္စဒီမျက်နေပင်ညီကုန်းကမအဆုံးသက်သွားလျင်တော်ပါသေးလိယခုတော့ထိုးတော့မဟုတ်ပါတနေ့တွင်ပင်မင်းဆိုင်ကကလာကြီးတင်နန်းဘော်ရာဆောင်သို့ပောက်ချလာသည်လာပုံကစောင့်ကြီးအောင်ကြီးဒေါနဲ့မောနဲ့လက်ထဲမှာလဲ ပင်မင်းအထယ်မှတ်တမ်းဆောင်ကြီးကင်လို့ပင်မင်းကလာကြီးဒေါနေမောနဲ့ဗမာလိုပြောနေဒီမှာဗဇက်မှာပင်ထရွေးများပင်ဆင်ထွက်လာသည်ဟေးဘယ်မှာလဲထောင်မှုဆော့ဖိဒီမှာကြီးစမ်းပင်မင်းကျွေးတဲ့တရားကြောနေပြီကလာမလေးကိုပတ်ဆက်မပေးပဲသွားတာအခုကလာမကလေးကိုလည်းတခြားပို့ထားလိုက်ပြီထိုခါကျမှတင်းနန်းသားများကိုဆော့ဖိကိုမြက်ကလူးဆံပြားရှာကြသည်ကိုဆော့ဖိကတော့အကင်းပလိုက်ဖြစ်ချင်းဘယ်အချိန်ကလေးကလက်သွားလိမ့်မသိရှာလို့မတွေ့တော့ဘူး ကလာကြီးကတပြားသားများမရှော့စော်ဖီနော့သူတယောက်တည်းအဝိတ္တဒီလောက်မများဘူးနင်တို့ပါတယ်မလားဒါပဲနော်အကြေးလေးပွေးရင်ပွေးမပေးရင်ထောင်ပိုင်ကြီးသွားတိုက်မယ်ထောင်ပိုင်ကြီးသွားတိုက်ပြီဆိုတော့တင်နန်းသားတွေတွန့်သွားကြသည်ထောင်ပိုင်ကြီးကသွားတိုက်လျင်တော့မိုးမိလောင်မှတည်ကြသည်နောင်ခါလာနောင်ခါစေးကိုစော်ဖီနဲ့ကြည်ရှင်းနဲ့ကြည်ရှင်းမိလောလောဆယ်ပြဿနာမပေါ်အောင်ပင်မင်းကလာကြီးကိုပြေရာပြေလေကြောင်းဝိုင်းတောင်းမှန်ပြီးပင်မင်းအကျွေးကိုစူပေါင်းဆက်လိုက်ကြရသည် နောက်တင်နန်းသားတယောက်ကတော့ရဲစရာပါတင်နန်းတွင်ထောင်ဥပဒေတင်ကြရ၌ထောင်ထဲသို့မသွင်းရန်တားမြစ်ပိတ်ပင်ထားသောပစ္စည်းများစည်ရင်တဲ့တွင်လက်နက်ခရံမီးကြောက်တို့တံဖြတ်လွှတ်တို့မူးယစ်စေတဲ့သောဘိန်းအရက်ဒီဇာတို့နှင့်အတူမချက်ပြုတ်ဝသည်သော စားတောက်ပွဲရာပစ္စည်းများလည်းပါသည်ဥပမာအဖြစ်ဆန်စိန်ခောက်ဆွဲအစိန်ကျုပ်ဘဲဥအစိန်စသည်အဖြစ်ချက်ပြုတ်ပြီးရင်တော့ပေးနိုင်သည်ဆိုလိုသည်မှာ ထောင်ထဲတွင်အကျဉ်းသားတဦးချင်းအတွက်ချက်စရာပြုတ်စရာနေရာမရှိအားလုံးအတွက်စပိုကြီးမှစူပေါင်းချက်ပြုတ်ပေးရသည်ထိုကဲ့သို့သာတဦးချင်းချက်ပြုတ်ခွင့်ပေးမည်ဆိုပါကဟူနာဖူတလုံးဒီနာဖူတလုံးနှင့်တစ်ထောင်လုံးမိကိုဖုံးသွားစရာအကြောင်းရှိသည်သို့ဖြစ်၍တားမြစ်ထားခြင်းဖြစ်၏ဆရာကြီးသည်တင်နှံ့တွင်စာတွေ့တင်ကြားပြီးသည့်မြတ်ကိုပူပူနွေ့နွေ့လက်တွေ့သဘောဖြင့်အင်းစိန်ဆောင်တွင်သို့ဝင်ရောက်လေ့လာခိုင်းသည် ထိုနေ့ကတားမြစ်ပိတ်ပင်ထားသောပစ္စည်းများနှင့်ပတ်သက်ပြီး တကားဝါကြီးအဝင်အထွက်တွင်တလာစီနှင့် ထောင်ဝင်စာပုံတို့ကိုလေ့လာနေကြသည်တလာစီဆိုဒီမှာကလားစကားဖြစ်ပြီးရှာဖွေခြင်းကိုဆိုလိုသည်ယခုတော့ထောင်ဝေါ်ဟာရဖြစ်သွားပြီမမောင်တို့တဲ့တွင်အရက်ရှိရှိပိမိန်ပပဂလန်ဂလာတင်နန်းသားတယောက်ပါ၍သူ့ကိုအများကကိုလို့ရှိကြီးဟုခေါ်ကြသည်ထောင်ဝင်စာလေ့လာခြင်းကကိုလို့ရှိကြီးလည်းပါသည်သူသည်ဗဇက်ကောလက်ကောအငိမ့်နေတတ်တယ်မဟုတ်ပေဟေ့အဲ့ဒါကျုပ်စိတ်မျိုးမဟုတ်လားကျုပ်စိတ်ကိုထောင်ထဲမသွင်းအောင်လေ ဒီလောက်ထိတော့သူပြောပုံအဟုတ်တာသို့တော့ဒီလောက်နဲ့ရက်မနေပဲရှေ့ဆက်လိုက်ပုံကပေးပေးအဲ့ဒီကြောက်ရွေးခုဆိုကအစိမ့်လိုက်ဖောက်တော့ပါလေတော့ဒီသူတောက်အောင်နဲ့အားမရသေးအနီးနားမှာလူများကိုဝေငှလိုက်သေးသည်သို့တော့သူ့လောက်ကိုကြောင်ကြောင်မနေနိုင်ရသဖြင့်ညီသူများမတောက်ရဲကြကိုလို့ရှိကတော့ခက်တီတီပင်ကိုစောပေကြီးပြင်းမင်းကျွေးကိစ္စထောင်ပိုင်ကြီးတန်မရောက်တော့လဲကိုလို့ရှိကျုပ်အစိမ့်ဖောက်တော့ဒီကိစ္စထောင်ပိုင်ကြီးတန်ဆိုက်ဆိုင်ရွံ့နဲ့ရောက်သွားသည်မရောက်ခဏရို့လား ထောင်ထဲမသွန်းရသည့်ပစ္စည်းအပြင်လူပြန်ပေးလိုက်ရင်ပြည်သည့်ကိစ္စသူကလူပုံလဲတွင်ဖောက်တော့ခဲ့ပြီဟုအပြင်ကထောင်ဝင်စားလာတွေ့သူနဲ့ထောင်ထဲကအကျဉ်းသားတို့ကမခံမရနိုင်တော့ထောင်ပိုင်ထံတိုင်ကြပြီပေါ့အဆိုပါပြဒနာကိုထောင်ပိုင်ကြီးကကျောင်းအောင်ဆရာကြီးပခုံးပေါ်လွှဲပြောင်းပေးလိုက်ရနောက်တစ်နေ့တင်နန်းခမ်းမှတွင်ဆရာကြီးစူလိုက်ပုတ်လိုက်တဲ့ဖြစ်ချင်းတင်နန်းသားများခေါင်းမဖော်ရေးကြ